တို့ရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲအားလုံးပဲနော်ကိုထုံးလိုက်လွင်ပေးနေပြီလိုင်းပေါ်မှာဘလူးတွေရှိတယ်ရှိတဲ့မိတ်ဆွေတွေအားလုံးပဲတက်လာခဲ့ကဲလိုက်ရှယ်လေးတွေကူညီပေးထားမယ်လိုက်လမလေးတွေတန်းစီပြီးတော့နှိပ်ထားမယ်နော်ဟုတ်ပြီလားမိတ်ဆွေတွေအားလုံးကိုနော်ဒီမနေ့ဒီကနေ့မနေ့သုံးသလုံးပိုင်းမှန်ခဲ့တယ်လို့မျိုးမနေ့ဖန်ကိုဘိုင်းသလုံးထပ်ပေးမယ်စိတ်ဝင်စားတဲ့ဝါသနာရှင်တွေအကုန်လုံးလိုက်ကိုပြီးအောင်ကြည့်သွားနော်စေဝင်စားတဲ့ဝါသနာရှင်တွေအားလုံးရှိရဆိုရင် လိုက်ကိုပြီးအောင်ကြည့်လိုက်လက်မလေးတွေတန်းစီနေမနှက်ဖန်ဟိုတလုံးပိုင်းနဲ့အပိုင်ပေါက်ချင်ပါတယ်ဆိုတော့ဝါသနာရှင်တွေအကုန်လုံးလိုက်ကိုပြီးအောင်ကြည့်ပါကဲအကောင်းဆုံးကွက်တွေတထုတ်ပေးသွားမယ်ဒါပေမဲ့မနှက်ဖန်ဟိုကျင်းသေးပေါက်6တလုံးကကြာကိုကြာလိမ့်မယ်နော်ဒီ site ကကျွန်တော်တောက်လျှောက်မှန်လာတဲ့ site ပါနော်ဟုတ်ပြီလားအဲ့လိုမျိုးမှန်လာတဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ဘက်ကနေပြီးတော့1ချင်းကိုရှာ key ကိုရှာ နော်တလုံးပိုင်ကတော့ကျွန်တော်ရှာပြီးသွားပြီတလုံးပိုင်ကကျွန်တော်တခါတည်းပြောပြပေးသွားမယ်မနေ့ကဗုဒ္ဓဘုနေနော်ဗုဒ္ဓဘုနေကိုအပိုင်ပောက်ချင်တဲ့အပိုင်ရချင်တဲ့ဆိုရင်တော့မိတ်ဆွေတွေအားလုံးကဲလိုက်ရှယ်လေးနဲ့ကူညီပေးတာပါနော်မင်္ဂလာပါဗျကဲနော်ဒီညနေမှာကျွန်တော်တို့မင်္ဂလာဖြစ်သွားတယ်အားလုံးပဲဒီညနေမင်္ဂလာဖြစ်တယ်ပတိတွေအောင်မြင်တယ်ပတိတွေကြားတယ်နော်ဒီနေ့တနေ့ကုန်မနေ့ကတော့ပတိအောင်မြင်တယ် ဒီညနေမင်္ဂလာဖြစ်တဲ့ main awkward တဲ့ကနေပါသွားတယ် okay နော်အဲ့ဒီကြောင့်မို့ကိုတွင်းရဲ့ချင်းမိတ်ဆွေတွေအကုန်လုံးအကုန်လုံးကဲကိုတွင်းရဲ့မိတ်ဆွေတွေအားလုံးပဲနော်မနေ့ဖက်မနေ့ပိုင်းကိုထိုးရမယ်ခဏကိုကိုတွင်းပြောပြပေးမယ်စိတ်ဝင်စားတဲ့ဝါသနာရှင်တွေအားလုံးသိကျင်တဲ့ဝါသနာရှင်တွေအားလုံး okay လေးတွေမှန်သွားပါအကုန်လုံးအကုန်လုံးနော်โอเคလေးတွေတန်းစီပြီးတော့မှန်သွား ပုတ်ချင်တယ်ဆိုရင် ပြီးအောင်ကြည်ဗျာဟုတ်ပြီလားမိတ်ဆွေတွေအားလုံးထွေထူးထူးမပြောတော့ဘူးเนาะပုတ်ချင်တယ်ဆိုရင် ပြီးအောင်ကြည်ဟုတ်ပြီလားပုတ်ချင်တယ်ဆိုရင်ပြီးအောင်ကြည်နော်ဟုတ်ပြီကဲဟုတ်ပြီโอเคလေးတွေမှတ်တာကြည်နေတဲ့လူတွေအားလုံးလက်မတွေတန်းစီပြီးတော့နှိပ်သွားအေးသေးပါဘူးခုမှလိုက်လွင်တာပါ ကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်နော်ကဲအဲ့ဒီတော့ကြမို့ပေါက်ချင်တယ်ဆိုရင် OK လေးတွေမှန်သွားအခုကြည့်နေလို့အကောလုံးနော် OK တော့မှန်လို့ရတယ်ဟုတ်ပြီလားဒီညနေပါပေါက်တဲ့ပေါက်ပေါက်တဲ့လူတွေရှိပါတယ်ဒီညနေမှာဘလူတွေပေါက်တယ်ကျွန်တော်ကတော့ပေးနေရပဲအခုရက်ပိုင်းမှာကန်စတာတက်နေလို့ပြောရမှာပဲပြောတိုင်းအောင်ဖြစ်နေတာပဲလုံတိုင်းနဲ့ဖြစ်နေတာပဲအဲ့ဒါမို့ မိတ်ဆွေတွေအားလုံးဒီရက်ပိုင်းကိုနည်းနည်းလေးတည်ထားပြီးတော့ထို့ကန်စတာတက်နေတဲ့အတွက်ကြောင့်မိတ်ဆွေတွေအားလုံးเนาะကိုတော့ချင်းမိတ်ဆွေတွေအားလုံးပတိတွေအောင်မြင်တဲ့ပရိတ်တွေအောင်မြင်တဲ့အပီးကူတွေအောင်မြင်တဲ့ချဲတွေပောက်တယ်เนาะနောက်ပြီးတော့အမိန်ဩကွက်တွေမိတယ်အဲ့တကြောင့်မို့မိတ်ဆွေတွေအားလုံးပဲကိုတော့အခုမှစပြီးတော့ပြန်ပြီးတော့စရတဲ့အတွက်ကြောင့်မို့စာလုံးကြီးစရတဲ့အတွက်ကြောင့်မို့เนาะကန်စတာပေးနေရတဲ့ဖြစ်လိမ့်မယ် ဲ့ဒီကြောင့်မိတ်ဆွေအားလုံးစနေတဲ့အချိန်မှာကန်ဆာတာပေးနေတဲ့အချိန်မှာရအောင်ထိုးပါเนาะဒီညက်နေဆိုရင်မိတ်ဆွေအားလုံး၅ကွက်ပဲထိုးရတယ်အဲ့ဒီ၅ကွက်ကမှ main off ကွက်မိပါတယ်မိတ်ဆွေ၅ကွက်ထဲမှာเนาะအဲ့ဒီ၅ကွက်ပဲထိုးအဲ့ဒီကြောင့်မကိုရွန်းချင်းမိတ်ဆွေအားလုံးဒီတစ်ပတ်ကတော့ကျွန်တော်တို့အကူတော်ဆယ်2ရက်ပဲဆော့ရသေးတယ်ဒီ2ရက်မှာကျွန်တော်တို့မျိုးမြမြလို့ရနေပြီเนาะပတိရလည်းကျွန်တော်တို့ပြီးသွားပြီအပီးခွေရတဲ့မိတ်ဆွေတွေအားလုံးမနက်ဖြန်တော့ကြားလိမ့်မနက်ဖြန်ကြားတော့တပတ်ကကျင်းနေကိုကြားတယ်เนาะ ကျွန်တော်တို့ပြိပဲလို့တယ်ပြိကိုနဲ့တည်တာဟုတ်ကဲ့ပါဗျနော်စေတနာကောင်းရင်ကံကောင်းပါတယ်မိတ်ဆွေတို့အားလုံးအခုလို live လွှင့်ပေးအခုကြည့်နေ29ရောက်ရှိတယ်အခုလိုမျိုးကျွန်တော် live လွှင့်ပေးတယ်ဆိုတာကျွန်တော်ကိုကြိုးအတွက်တပြားတစ်ချက်မှမပါဘူးဟုတ်ပြီလားကျွန်တော်ကိုကြိုးအတွက်တပြားတစ်ချက်မှမပါဘူးကျွန်တော်ကိုမိတ်ဆွေတို့ပေါက်လို့ကျွန်တော်ကိုဘလောက်ပေးဘယ်၍ပေးကျွန်တော်အဲ့ဒါတွေစိတ်ဝင်စားဟုတ်ပြီလားနော်အဲ့ဒါတွေကျွန်တော်စိတ်ဝင်စားဘူး မိတ်ဆွေတို့ပေးတယ်ကျွန်တော်မယူဘူးမိတ်ဆွေတို့ဘေးပတ်ဝန်းကျင်မှာလိုအပ်နေတဲ့လူတွေကိုပဲနော်မိတ်ဆွေတို့ဘေးပတ်ဝန်းကျင်မှာလိုအပ်နေတဲ့လူတွေကိုပဲမိတ်ဆွေတွေအားလုံးကူညီလိုက်ပါဟုတ်ပြီနော်โอเคပါဗျအဲ့မဲ့ဆိုတော့အဲ့ပါကဲဟုတ်ပြီနော်အခုလောလောဆယ်ကတော့မိတ်ဆွေအားလုံးတောက်လျှောက်မှန်တဲ့လုံးပိုင်တလုံးကိုတော့ပြောပြမယ် တောက်ရှောင်းမှန်လာတဲ့လုံးမိုင်တလုံးကိုကိုတို့ပြောပြမယ်အဲ့ဒီလုံးမိုင်အောင်မိတ်ဆွေတွေဝမ်းချင်းရှိသူဝမ်းချင်းနဲ့ကပ်ပြီးတော့ထိုးသွားလိုက်နော်အားကြောင့်မို့ကီးရှိရဆိုကီးနဲ့ကပ်ပြီးတော့ထိုးဟုတ်ပြီလားကိုတို့ရဲ့မိတ်ဆွေတွေအားလုံးကိုတို့ကတော့အကြိုက်ဆုံးအခုလော်ရော့ဆင်မှာအကြိုက်ဆုံးကနန်းကကုတော်ဆင်မှာဗနက်ပန်12နာရီစီးကိုစိုက်ကြတဲ့ကြာနေတဲ့ဗတိတ်ကတဲ့ချုပ်ပေးပြီးသားကိုမိတ်ဆွေတွေအားလုံးအခုလော်ရော့ဆင်မှာအဲ့ဒီစိုက်နဲ့ထုတ်လာတာက၅ခွက်ရှိတယ်နော် အဲ့ဒီငါးခုကိုအတိအကမိန်ထားပြီးထုံးမယ်ဒါပေမဲ့ဖြစ်ချင်တာကကိုထုံးတော့ကအခုတော်တော်စံမှာဘလို့ပြောရမလဲအဲ့ဒီတလုံးပိုင်းကဆယ်ကွယ်လုံးကောင်းနေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲကြောင့်ကျွန်တော်တို့အဲ့လိုထိုးနေမယ်ဆိုရင်လည်းမွဲဖို့ပဲရှိတော့တယ်နော်အဲကြောင့်မို့ကိုထုံးဆုံးပြလိုက်တယ်အခုတော့ဆိုပေးတာမပေးတာအသာထားကိုထုံးတော့ site ကိုတွေ့နေတဲ့အတွက်ကြောင့်မို့ဒီ site အတိုင်းကိုကိုထုံးထိုးရမယ်နော်ဒီ site အတိုင်းကိုကိုထုံးထိုးရမယ်အတွက်ကြောင့်မို့မိတ်ဆွေတွေအားလုံးစိတ်ဝင်စားရဆိုလိုက်ထိုး အပူဝါသနာပါတဲ့မိတ်ဆွေအားလုံးပြီးအောင်ကြည်အပူတစ်ခွက်ပါတယ်ဟုတ်ပြီနော် အပူတစ်ခွက်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ပရိတ်တုံညာပရိတ်ငါးပရိတ်နော်တုံညာပရိတ်ငါးပရိတ်အဲ့ဒါကိုမိတ်ဆွေတွေအားလုံးလိုက်နေတဲ့မိတ်ဆွေတွေအားလုံးပြီးအောင်ကြည်တစ်ခွက်ပါတယ်နောက်ပြီးတော့ပါဝါကိုလိုက်နေတဲ့မိတ်ဆွေတွေအားလုံးပြီးအောင်ကြည်တစ်ခွက်ပါတယ်ဟုတ်ပြီလားနော်နောက်ပြီးတော့ကျွန်တော်ဒီညက်နေ့ မိတ်ဆွေအားလုံးကျွန်တော်ပြောလိုက်တယ်43ထွက်ပြီးတိုင်းထွက်ပြီးတိုင်းမှာကျွန်တော်တို့လိုက်ကြည့်လိုက်ပါ43ဆိုတဲ့ခဏထွက်ပြီးတိုင်းထွက်ပြီးတိုင်းမှာကျွန်တော်ရဲ့မိတ်ဆွေအားလုံးတစ်ပရိတ်လိုက်ပါတယ်တစ်ပရိတ်เนาะအဲ့ဒီတစ်ပရိတ်ကိုကြိုက်တဲ့မိတ်ဆွေတွေအားလုံးအတွက်တကွက်ပါတယ်ဟုတ်ပြီလားအဲ့ဒီကြောင့်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲဒီ like လေးကိုပြီးအောင်ကြည့်များများလေး share ပေးသွားကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဝါသနာရှင်တွေအကုန်လုံးကိုလည်းမြင်စေခြင်းနဲ့တွေ့စေခြင်းနဲ့သူတို့ကိုလည်းပုံစေခြင်းနဲ့သူတို့ကိုလည်းရားစေခြင်းနဲ့ဆိုရင်များများလေး share ပေးသွားเนาะဟုတ်ပြီလား မနေ့ဖန်9နာရီစေးကိုအနီးကပ်ရိုက်လွှဲမိမယ်အနီးကပ်မရတော့ဆိုတော့မိတ်ဆွေအားလုံးဒါပဲထိုးကိုရောအခုပြောရတာပဲထိုးဟုတ်ပြီဒါညနေဘက်ကတော့ကိုရော2နာရီရမှာကိုရောလိုက်ပြလွှဲမိမယ်ဟုတ်နော်ကဲဟုတ်ပြီဟုတ်ပါပြီဗျကေလေးနော်မြင်ပါတယ်ကျွန်တော်ဒီမှာဒီဘက်ကိုအအောင် ရောက်နေလို့ပါကဲအဲ့ဒီတကြောင်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေအားလုံးဒီညနေပိုင်းကတော့ကျွန်တော်တို့မင်္ဂလာဖြစ်သွားပြီအခု view တရားပြည့်ပြီဆိုတာနဲ့ကိုတော့စပြီးတော့ပြောပြပေးမယ်မိတ်ဆွေတွေအားလုံးပဲ view တရားပြည့်အောင်အမြန်ဆုံးလှုပ်ဆောင်ပါဟုတ်ပြီနော်အဲ့လိုပြည့်ကျင်နေဆိုရင်များများလေး share ပေးလိုက်များများလေး share နော်များများလေး share မယ်ဆိုရင်မိတ်ဆွေတွေအားလုံးနော်မြန်မြန်ပြည့်ပါတယ်အခုပဲ80ကျော်သွားပြီနော်ဟုတ်ပြီလားကဲများများလေး share များများလေး share ပေးလိုက်ဒီညနေကိုဘလူတွေပေါက်ကြသေးတယ်မိတ်ဆွေတို့ရှိရနေပြီးတော့လုံးပိုင်နေပါရာသေးလားမိတ်ဆွေတို့လုံးပိုင်ရတယ်ဆိုကျွန်တော်လုံးပိုင်နေပါတယ်ပြောပြဝမ်းကျင်ရဆိုဝမ်းကျင်နေပါပြောပြကျွန်တော်တို့2 3 3ပါကျွန်တော်တို့စိတ်ရမရှိဘူး အကုန်လုံးကတပည့်တွေပဲနော်ဆရာမရှိဘူးအဲ့ဒါကြောင့်မို့မိတ်ဆွေလို့ရှိရနေပြီးတော့ဝိုင်းချင်းရတယ်ဆိုရင်ကျွန်တော်ပြောပြပေးပါလုံးပိုင်ရတယ်ဆိုရင်ကျွန်တော်ပြောကိုရွှန်းရေးကျွန်တော်ကတော့ဒါကိုကြိုက်တယ်ကျွန်မကတော့ဒီဟာလေးကိုရထားတယ်အဲ့လိုမျိုးဖြစ်အဲ့ဒါမှကျွန်တော်ရဲ့ရထားတဲ့တလုံးပိုင်နဲ့ကတ်လိုက်မယ်ဆိုရင်အကောင်းဆုံးအောက်ွက်ဖြစ်သွားနိုင်တယ်ဟုတ်ပြီလားနော်ကဲအဲ့ကြောင့်မို့ like share များများလေးကူညီပေးနော်ကြည့်နေတဲ့လူတွေကအားနာဖို့ကောင်းလာပြီနော်အဲ့ကြောင့်မို့ငါးလုံးပိုင်ဟုတ်ပြီအဲ့ဒါ like ကြည့် တကွက်ထိုးအောင်အဲ့ဒီငါးသလုံးပိုင်းနဲ့တကွက်ထိုးအောင်ဟုတ်ပြီလားနော်အဲ့လိုမျိုးပြောမိတ်ဆွေတွေအားလုံးကြိုက်တာတွေကိုကိုကိုဘက်ကရထားတဲ့ဟာလေးတွေနော်မတော်တဲ့တဲ့လူကတော့ထားလိုက်ပါမကြည့်တဲ့လူကထားလိုက်နော်ကြည့်တဲ့လူတွေတော်တဲ့လူတွေပို့ဘေးပတ်ဝန်းကျင်ကကြားထားတဲ့လူတွေကမိတ်ဆွေတွေအားလုံးပောက်တယ်ကိုထွန်းရေးတော့2000ဘူးတဲ့ Okay ပါဗျနော်စိုးပါဦး2000ဘူးပောက်တော့တယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့တုံသေးတော့ရသွားတာပေါ့နောက်ရက်တွေကျွန်တော်ပြန်ကြိုက်လို့ရပြီနော်ကဲ အဲ့ဒီကြောင့်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးအားလုံးအားလုံးပဲများများလေး share ပေးသွားပါเนาะကျွန်တော် share တာပဲလိုချင်တယ်လိုက်လက်မတွေတန်းစီနေမှန်လေးကိုနှစ်ချက်တောက်လိုက်ဒီလိုမျိုးနှစ်ချက်တောက်လိုက်လက်မတွေပေါ်သွားလိမ့်မယ်ဟုတ်ပြီလားကဲလူတိတွေအကုန်လုံးကျွန်တော်တွေ့ရတယ်လူတိတွေအကုန်လုံးကလည်းဘာမှစိတ်တက်မကြနဲ့လူတိတွေအကုန်လုံးကချင်းမပေါက်လို့เนาะချင်းမပေါက်လိုက်ရဘူးကွာနောက်ပြီးတော့ဒီညက်နေကိုမတွေ့လိုက်ဘူးကွာနောက်ပြီးတော့ပတ်တီးတက်မှတ်မိလိုက်ဘူးကွာ ဘာမှစိတ်လည်းမကြမ်းနဲ့ကျွန်တော်ဓာကြီးကပြီးသွားတာဟာမရှိဘူးကျွန်တော်တို့တတ်တတ်လုံးဓာကြီးကရှိနေဦးမှာမယ်ဒီသူဒီလောကကြီးကနော်အဲဒီကြောင့်မို့မိတ်ဆွေတွေအားလုံးအခုချိန်ဆိုရင်မှီပါသေးတယ်အဲကြောင့်မို့အချိန်မရွေးမိတ်ဆွေတွေအားလုံးအောင်မြင်လို့ရပါသေးတယ်အဲကြောင့်မို့ကိုထွန်းရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတန်းဒီလေးကိုနှိပ်ပေးတာဟုတ်ပြီနော်ကဲနှိပ်ပေးတာနှိပ်ပေးတာအဲဒီကြောင့်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအကုန်လုံးကုန်လုံး ဒီညနေပိုင်းတော့မင်္ဂလာဖြစ်သွားလို့ရှိပါတယ်နော်မင်္ဂလာဘယံပဒါပေးနေရမဟုတ်ဘူးနော်ကိုတော့ပေးလိုက်တဲ့ကဏ္ဍတွေကအကုန်လုံးသူ့ဟာနဲ့သူရှိပြီးသားထိစီဆိုထိစီနောက်ပိတ်ဆိုနောက်ပိတ် ရှိပြီးသားဘယံပဒါမပေးပါဘူးသူများကလည်းဒါသူများကလည်းကိုတော့ပုတ်ခတ်ပြီးပြောတာလည်းမဟုတ်ဘူးနော်အဲ့ဒီတော့ကြောင့်မို့သူတို့ပေးတာတွေကမှန်နဲ့မှန်နေမိနော်လွဲနေလွဲသွားလိမ့်မယ်ဒါပေမဲ့သူတို့ကဘယံပဒါပေးနေရအဲ့ဒီကြောင့်မို့နော်မိတ်ဆွေတွေအားလုံး ကိုထွန်းပြောချင်တာကိုထွန်းကပေးလိုက်တယ်ဆိုတာကဒီလိုမျိုးပြောပြလိုက်တယ်ဆိုတာကเนาะအလကားဖြစ်ဖို့အတွက်မဟုတ်ဘူးတေးစားလေးလေးနက်နက်နဲ့ထိုးလေးနက်နက်ထိုးမယ်ဆိုရင်ကိုအတွက်အတုံးစေးရရတယ်လို့မိစရိအောင်နည်းနည်းပိုးရှမ်းမယ်ဒါပေမဲ့အမြဲတမ်းကြီးမှန်နေလားဆိုတော့မဟုတ်ဘူးဒါပေမဲ့ကိုထွန်းရဲ့ကနန်းတွေကเนาะမိစရိအောင်တရားရာဂိုင်တော့မှ80ရာဂိုင်တော့လို့ကျွန်တော်တို့မှန်ဖို့တေးကြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တေးချကြည့်ပြီးတေးချတွက်ပြီးကျွန်တော်ပေးတာ ်ဒီများကလေးမျိုးကျွန်တော်ရန်တမ်းမန်းတမ်းကျွန်တော်ပြေးပြောနေတာမဟုတ်ပြေးနေမှာမဟုတ်ဘူးเนาะဟုတ်ကဲ့ပါဗျကဲအဲ့ဒီကြောင့်မို့အခုကျွန်တော်ပြောပြမယ်ဟုတ်ပြီเนาะမိတ်ဆွေအားလုံးမနေ့ဖန်ကျွန်တော်တို့ဗုဒ္ဓဘူးနေ့ဗုဒ္ဓဘူးနေ့တော်ဆိုတော့ဗျာအပူသမားတွေတတိထားပေါ့ဗုဒ္ဓဘူးနေ့ကတော့เนาะအတမဲ့အပူသမားတွေတော့တစ်ပွဲရှိပါတယ်เนาะတထောင်မို့ရပါတယ်ဟုတ်ကဲ့ပါဗျကဲဟုတ်ပြီ43မှာရရလူတွေကတော့ man ကုန်เนาะ2000မို့ရလိုက်1000မို့ရလိုက်ရရလူတွေကတော့ man တယ် ကဲအဲကြောင့်မို့ဗုဒ္ဓဘူးနေ့အတွက်ကိုမနက်ပိုင်းကိုကျွန်တော်တို့တောက်လျှောက်မှန်လာတဲ့လုံးဝတစ်လုံးရှိတယ်ကျွန်တော်တို့မနက်ကလည်း၃တလုံးပိုင်း၃တလုံးပိုင်းမှာ၃တလုံးပိုင်းမှန်လာတာเนาะအဲကြောင့်မို့ကျွန်တော်တို့ဗုဒ္ဓဘူးနေ့အတွက်ကိုမှန်မဲ့เนาะလုံးပိုင်းတောက်လျှောက်မှန်မဲ့လုံးပိုင်းတစ်လုံးကပါတယ်ဆိုတော့မိတ်ဆွေတွေအားလုံး၆တလုံးပိုင်းမှာ၆ပိုင်းပါเนาะ၆ပိုင်းပါအကြိုက်တူတယ်ဆိုရင်လိုက်ထုတ်မိတ်ဆွေတွေအားလုံး၆ပိုင်းပါเนาะ အဲ့ဒီ6ပိုင်ကိုဘာကနန်းနေထိုးရမလဲမိတ်ဆွေတရားတော့စောစော၅သလုံးပိုင်ကိုပြောတာတယ်၅သလုံးပိုင်တယောက်ပြောတာတယ်၅သလုံးပိုင်တော်တော်တယောက်ပြောတာတဲ့အတွက်ကြောင့်မို့56ဆိုတဲ့ကနန်းကိုထိုးပါတကွက်နော်56ငါရဘူးရတယ်ဟုတ်ကဲ့ပါကျေးဇူးပါနော်ဝမ်းတာပါတယ်ခုလိုမျိုးပောက်တဲ့အတွက်ကဲမနေ့ဖက်စနက်နာရီစီကိုကျွန်တော်6သလုံးပိုင်6သလုံးပိုင်နော်မိတ်ဆွေတရားတော့ကျွန်တော်ပြောပြလိုက်ပြီး မနက်ပိုင်း7နာရီစီကို6ဘာဘာအကြောင်းအဖိုင်ကကျွန်တော်တို့အခုမှတွေ့တာမဟုတ်ဘူးရှေ့မှာကျွန်တော်တို့တွေ့လာတာတောက်လျှောက်မှန်လာတဲ့ပိုင်မနက်ပိုင်းဆက်ပြီးတော့ပြေးအပင်ကတော့ရှင်းနေပြီဒါပေမဲ့အပင်ရှင်းပြီမနေ့ကျွန်တော်တို့ကကင်ရမှာပဲဆက်ပြီးတော့နော်အကြောင်းမို့မနက်ပိုင်းကို6တလုံးပိုင်အဲ့ဒီ6တလုံးပိုင်ကိုကျွန်တော်တို့အခုလောကဆံမှာတူးတီထိုးတာတွေအကုန်လုံးသိပါတယ်နော်ကျွန်တော်တို့7နာရီစီတနင်္လာနေ့7နာရီစီအင်္ဂါနေ့7နာရီစီနော်အဲ့ဒီနှစ်စီးကိုကြည့်လိုက်ကျွန်တော်အဲ့ဒီနှစ်စီးမှာ နှစ်ခွန်၄ကိုးဆိုတဲ့ကနန်း၄လုံးကမညီဘူးကျွန်တော်တို့တူးဒီလောကသားတွေအကုန်လုံးသိတယ်ဒီနှစ်ခွန်၄ကိုးဆိုတဲ့ formula ကကျွန်တော်တို့အထီးများတာများတယ်အထီးတွေတော်တော်များများများပါတယ်အဲနှစ်ခွန်၄ကိုးဆိုတဲ့ကျွန်မတချို့ဆိုရင်တလုံးပိုင်ရပြီဆိုတာနဲ့နော်တချို့ဆိုရင်တလုံးပိုင်ရပြီဆိုတော့ねအဲ့ဒီနှစ်ခွန်၄ခုနဲ့ပဲပိတ်ပြီးကတ်လိုက်ရတော့ကွက်တိပဲလက်ကြည့်စမ်းမလို့နော်အဲ့ကြောင့်မို့ကိုထုံးပြောချင်တာကမိတ်ဆွေတွေအားလုံးကကျွန်တော်တို့အခုလောလောဆယ်မှာတနင်္လာနေ့စနေနေ့ညစီမှာ နှစ်ခွန်လေးကမညီဘူးအင်္ဂါနေ့စနန္ဒာကြီးစီမှာနှစ်ခွန်လေးကမညီဘူးအဲကြောင့်ကျွန်တော်တို့မနက်မှာဗုဒ္ဓဘူးနေ့ကိုညိမလားမနက်မှာဗုဒ္ဓဘူးနေ့ကိုနှစ်ခွန်လေးကိုညိမယ်ဆိုရင်အခုကျွန်တော်တို့တောက်လျှောက်မှန်လာတဲ့6တလုံးပိုင်နဲ့နှစ်ခွန်လေးကိုနဲ့ကက်မယ်ဆိုရင်လေးကွက်တဲ့ထိုးရမယ်နော်လေးကွက်တဲ့ထိုးရမယ်ဒါအကြိုက်သူမှလိုက်စော့လေးကွက်ထိုးရမယ်ဟုတ်ပြီဒါအောင်မထိုးခြင်းမူဒါတွေကိုစိတ်ဝင်စားကိုကိုထုံးတွတ်ထားတဲ့ဟာတွေကိုပဲထိုးခြင်းတယ်ဆိုရင်မိတ်ဆွေတွေအားလုံး 65 sorry 56ဆိုတဲ့ခဏတစ်ခွက်ထိုး6နောက်ပိတ်ထိုးမယ်6နောက်ပိတ်ကျွန်တော်တို့56ဆိုတဲ့ခဏကိုတစ်ခွက်ထိုးမယ်နောက်ပြီးရင်86ဆိုတဲ့ခဏကိုတစ်ခွက်ထိုးမယ်86နောက်ပြီးရင်96ဆိုတဲ့ခဏတစ်ခွက်ထိုးမယ်96เนาะ96ပြီးရင်ကျွန်တော်တို့16ဆိုတဲ့ခဏကိုတစ်ခွက်ထိုးမယ်16 16လိုက်မှတ်ထားပါเนาะ56 66 6616အပူသမားတွေက66ဆိုတဲ့ခဏတကွက်တော့ပါ66နော်ကျွန်တော်တို့၄ကွက်ကတော့မိတ်ဆွေအားလုံးစားသူအားထိုးอ่ะတကွက်ကတော့အားစံမလို့66နော်အပူကြိုက်နေတဲ့မိတ်ဆွေတွေအားလုံးမနေ့ပိုင်း12နာရီစီကို66ဆိုတဲ့ဟာကိုနည်းနည်းလေးပို့ထိုးပြီဟုတ်ပြီနော်ကျွန်တော်တို့အပူကြိုက်နေတဲ့မိတ်ဆွေတွေအားလုံးတော့အဲ66ဆိုတဲ့ခါ6ထိပ်စီ6နောက်ပိတ်နဲ့ကွက်တီကိုကြာထားတာနော်အဲဒီကြောင့်မို့ကဲမှတ်မိတဲ့မိတ်ဆွေတွေအားလုံးမှန်တော့ comment ဒီမှာ နော်မှတ်မိတဲ့ချင်းမိတ်ဆိုတဲ့အတော့မန်းတော့လာလက်လက်မလေးတွေရန်အောင်အားနေနေတယ်လက်မလေးတန်းစီပြီးတော့နှိပ်သွားနော်အသေးလေးတွေတန်းစီပြီးတော့ပေးတော့ပြောပြပေးလိုက်ပြီမနေ့ပဲ7နှစ်နာရီကြီးကိုကျွန်တော်တို့6တလုံးပိုင်းပါ6ပိုင်းပါလုံးဝကိုလှည့်ကြည့်နေစရာမလိုတဲ့ပိုင်းဖြစ်နေတယ်အဲ့ဒီပိုင်းကကျွန်တော်တောက်လျှောက်မှန်လာတဲ့ဘန်ပိုင်းပေါ့နော်တောက်လျှောက်ကိုကျွန်တော်တို့မှန်လာတဲ့ပိုင်းပါအားကြောင့်မို့မိတ်ဆွေတို့ဘက်ကနေပြီးတော့ထွေသူဘာမှမစင်စားနဲ့ကျွန်တော်ပြောရှင်းရှင်းလေးထွေသူဘာမှမစင်စားနဲ့မိတ်ဆွေတို့နှစ်ခုလေးကတစ်ခုပဲရွေးလိုက် အဲ့ဒီ6ကို2ခွန်4ခွန်နဲ့ကတ်မလားเนาะ2ခွန်4ခွန်နဲ့ကတ်မယ်ဆိုတော့အုပ်စုဟာရပြီ4ခွက်တယ်เนาะအဲ့ဒီ6ကို2ခွန်4ခွန်နဲ့ကတ်4ခွက်တယ်ဒါမှမဟုတ်ဘူး site အတိုင်းเนาะ site အတိုင်းထွက်လာတဲ့ကနန်းတွက် site နဲ့ထိုးကြပါတယ်တွက် site အတိုင်းကိုထိုးရမယ်ဆိုရင်ထိုးရအောင်ပဲဝါသနာပါတယ်ဆိုတော့ဝါသနာရှင်တွေအားလုံးเนาะတွက် site အတိုင်းပဲထိုးခြင်းလဲဆိုတော့ဝါသနာရှင်တွေအကုန်လုံးက6နဲ့ဆိုရင်96 86 အဲ့တော့တို့ဟုတ်ပြီနော်ပြောမှဆိုတူတဲ့၄ကွက်ပဲဒါပေမဲ့ကျွန်တော်တို့က66ဆိုတဲ့ခဏန်းကြီးကတကွက်လောက်ပို့ထိုးပေးလိုက်လို့ဘာမှဖြစ်ပါဘူးဟုတ်ပြီနော်အာဇံမှမလိုတာအဲ့ကြောင့်မို့ဇာတ်လောအာထိုးသူဒီလောကမှာကျွန်တော်တို့ဆေးရမရှိဘူးငါတို့ဒဲပဲထိုးမယ်ငါတို့ဒဲပဲပေါက်မှာဆိုတာအဲ့လိုအယူမသိနဲ့ဒီဘက်က900ဘူးထိုးရင်ဟိုဘက်ကလည်း900ဘူးထိုးအဲ့လိုမျိုးဇာတ်လောအာထိုးဟုတ်ပြီနော်ကဲ အဲဒီကြောင့်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးနော်ဒီခဏိမှာကျွန်တော်တို့မင်္ဂလာဖြစ်တယ်ထားလိုက်ပါဒါတွေကမင်္ဂလာဖြစ်သွားလူတွေအားလုံးသိတယ်ထွေထူးပြောနေစရာမလိုဘူးနော်အဲကြောင့်မနှက်ဖန်ကိုထက်မှန်ပြီးတော့မင်္ဂလာဖြစ်ပါစေလို့မိတ်ဆွေတွေအားလုံးလည်းဆုတောင်းကျွန်တော်လည်းဆုတောင်းမယ်စိုက်ကလေးရဆက်ပြီးတော့ပေးပါစေအောင်နော်စိုက်ကလေးရဆက်ပြီးတော့ပေးမယ်ဆိုရင်ကိုထွန်းဒီညက်နေတဲ့ကိုထွန်းပြောတယ်ကျွန်တော်တို့၃သလုံး၃သလုံးဖိုင်ကို၃သလုံးပဲကျွန်တော်တို့ကြ၃ပဲကြနော် ကျွန်တော်ပေးလိုက်တဲ့ကဏ္ဍ၅ကွက်ကအဲ့ထည့်ရပဲထွက်ရမယ်အဲ့ထည့်ရပဲပေါက်ရမယ်နော်ဟုတ်ပြီလားကိုထုံးပေးလိုက်တဲ့ဒီညက်တွေကိုဒီညက်တွေကိုပြောတာနော်ဒီညက်တွေမပေါက်လိုက်ရရင်အရင်နစ်နာဖို့ကောင်းတယ်ကိုတော့၂နာရီ၁၀မိနစ်လောက်ကကိုတော့လိုက်လွှင့်ပေးတယ်၃တလုံးပိုင်မှာ၃တလုံးပိုင်အဲ့ပိုင်ကိုကိုထုံးပေးလိုက်တဲ့ကဏ္ဍအဲ့ဒီ၅ကွက်ထည့်ရပဲထိုးထွက်ကိုထွက်မယ်ပေါက်ကိုပေါက်မယ်နော်ဟုတ်ပြီလားအဲ့ဒီတော့ကြောင့်မို့ ီညက်နေ43ဆိုတဲ့ခဏထွက်သွားလေးထိပ်စီစလာဆိုကိုတော့ပြောလိုက်တည်းလေးထိပ်စီနော်လေးထိပ်စီလေးထိပ်စီစပြီးတော့တဲတွေကဟုတ်ပြီအနောက်ကနေ3သလုံးကက်လိုက်ပြီဆိုတော့ねမပြောင်းတော့ဘူးအာကြည့်နေဆိုပြီးကိုတော့ပြောတယ်တကယ်တည်း3ပြောင်းသွားတယ်ဆိုရင်တစ်ချက်မှမပြောင်းတော့ဘူး3နဲ့ပဲပြီးသွားတယ်ဟုတ်ပြီလားနော်တစ်ချက်မှကျွန်တော်တို့မပြောင်းတော့ဘူးဟုတ်ပြီလားနော်ရုံးတယ်ကိုတော့ကဘယ်ဟန်ပတာမပြောဘူးနော် ဘယံပဒါမပြောဘူးကဏ္ဍတကွက်ကိုဘယံပဒါမပြောတေးချာစိုက်ကြည့်ပြီးပြောတယ်အတွက်ကြောင့်မို့ကိုထုံးတော့ပြောရဲတယ်ရှုံးတယ်နော်မိတ်ဆွေအားလုံးကိုလေးထိပ်စီစပြီးတဲသွားတယ်ကနောက်ပိတ်ကတုံးတုံးပြောင်းသွားပြီးဆိုတာနဲ့တချမ်းမှမပြောင်းတော့ဘူးဆိုတာကိုကိုထုံးထည့်ပြီးပြောထားခဲ့တယ်မယုံရင်ကိုထုံးရဲ့ထွက်စင်လွှင့်ထားတဲ့မှာဝင်ကြည့်နော်နော်နောက်ကတုံးသလုံးပဲကက်လိုက်ကျန်တဲ့ကဏ္ဍတချမ်းမှမပြောင်းတော့ဘူးတကယ်တည်းတုံးကက်တယ်တုံး43ဆိုပြီးတုံးနဲ့ကက်တဲ့ကက်တော့တချမ်းမှမပြောင်းတော့ဘူးနော်ဟုတ်ပြီလား အဲ့ဒါကြောင့်မို့ဒီကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့ site ကတော့အပင်ကတော့ရှင်းနေပြီနော်ကြိုက်မှယူဆော့ဒါဗယံပဒပေးတာမဟုတ်ဘူးတွက် site နဲ့ပေးတာဒါပေမဲ့အပင်ရှင်းနေတယ်6တလုံးပိုင်းနော်6ပိုင်း6ပိုင်းကိုကျွန်တော်တို့56ထိုးမယ်86ထိုးမယ်နော်96ထိုးမယ်16ထိုးမယ်66ထိုးမယ်ဟုတ်ပြီလား66ထိုးမယ်အဲ့ဒါမိတ်ဆွေတို့ထိုးဒါမှမဟုတ်ဘူးမိတ်ဆွေတွေအားလုံးက နှစ်ခွန်လေးကိုအားတာပါတယ်ကျွန်တော်တို့ဆန်းနှစ်နာရီတနင်္လာရီဆန်းနှစ်နာရီဈေးမှာလည်းနှစ်ခွန်လေးကမညီသေးဘူးအင်္ဂါနေ့ဆန်းနှစ်နာရီဈေးမှာလည်းနှစ်ခွန်လေးကမညီသေးဘူးမနေ့ဖန်ကိုနှစ်ခွန်လေးကိုကီးရကျိတ်လီပေါင်းညှိပါမယ်ဆိုရင်အချောင်းနဲ့ကတ်လိုက်ကိုကြိုက်တာကိုရွေးထိုးကိုတုံးကတော့ကိုတုံးအခု site ကြတဲ့အတိုင်း56ထိုးမယ်86ထိုးမယ်96ထိုးမယ်16ထိုးမယ်6ဘူးထိုးမယ်အဲ့တော့ကိုတုံးထိုးမယ်ဟုတ်ပြီလားနော်အဲ့တော့ကိုတုံးထိုးပါမယ် အကြိုက်တူတယ်ဆိုရင် like ဆော့ဟုတ်ပြီလားနော်ကဲအဲ့ကြောင့်မို့ကိုတော့အခု like လွှင့်ပေးတဲ့ဗီဒီယိုဘိုင်းလေးကိုလည်းကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာတကယ်ခက်ခဲဖြစ်နေပါတယ်တကယ်ဒုက္ခရောက်နေပါတယ်ဆိုတော့လူတွေမြင်ရတွေ့အောင်လို့များများလေး share ပေးသွားအောင်နော်ကဲအားကြောင့်မို့ ကိုထွန်းရဲ့ like လေးကိုဒီလောက်နေပဲ share နောက်ခွင့်ပြုပါလူသစ်တွေအကုန်လုံးကကိုထွန်းရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတမ်းအနီလေးကိုနှိပ်ပေးသွားဘေးနားမှာ call down လေးရှိတယ် call down လေးနှိပ်ပေးသွားစာတမ်း subscribe ဆိုတဲ့စာတမ်းလေးရှိတယ်အဲ့ဒီ subscribe ဆိုတဲ့စာတမ်းလေးကိုလည်းနှိပ်ပေးတာအဲ့ဒါဆိုရင်ကိုထွန်းတင်တဲ့မြတ်ဗီဒီယိုပိုင်းလေးကိုထွန်းတင်တဲ့မြတ် like တွေကိုမိတ်ဆွေတွေအားလုံးမြင်ရပါလိမ့်မယ်တွေ့ရပါလိမ့်မယ်ကဲအခုလောလောဆယ်ကတော့မိတ်ဆွေတွေအားလုံး ကောင်းသောညာလေးဖြစ်ပါစေလို့ကျွန်တော်ဘက်ကနေပြီးတော့ဆုတောင်းပေးပါတယ်။ကြည့်အားလုံးပဲကျွန်တော်လိုက်ကလေးကိုဒီလောက်နဲ့ပဲရှင်းတောင်းပေးပါနော်။ဟုတ်ပြီလား။